်မင်္ဂလာပါရှင်မန္တလေးကစ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါက်တာဇော်ဝေစိုးကို NUG ပြည်တော်စုဝင်ကြီးချုပ်ယုံဝင်ကြီးအဖြစ်ခန့်အပ်ပညာရေးနဲ့ကျန်းမာရေးဒုဝင်ကြီးတွေကိုပြည်တော်စုဝင်ကြီးအဖြစ်ခန့်အပ်ဒုဝင်ကြီး၃ဦးကိုဝင်ကြီးဌာနပြောင်းရွှေ့တာဝန်ပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အမျိုးသားညွညွရေးအစိုးရ NUG ပညာရေးဝင်ကြီးဌာနနဲ့ဂျမ်းမာရေးဝင်ကြီးဌာနဖြီတောင်စုဝင်ကြီးအဖြစ်တာဝန်ယူထားတဲ့ဒေါက်တာစောဝေစိုးကိုဖြီတောင်စုဝင်ကြီးချုပ်ယုံဖြီတောင်စုဝင်ကြီးအဖြစ်တာဝန်ပေးတာအပါအဝင်ဖြီတောင်စုဝင်ကြီးဒုဝင်ကြီးတွေပြောင်းရွှေ့တာဝန်ပေးတာကိုဖြီတောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကဒီကနေ့မှထုတ်ပြန်ကြေညာပါတယ် 2020ရွေးကောက်ပွဲမှာပြည်သူလူထုကဒီမိုကရေစီနီးကျအနှင်းလိုက်တဲ့အာဏာကိုကျင့်သုံးလျက် Federal Democracy ပြည်ညင်အရာအခုလိုဝင်ကြီးဒုဝင်ကြီးတွေကိုကြောင်းရွှေ့တာဝန်ပေးအပ်တာလို့ CRPH ကဖော်ပြပါတယ်။ဒေါက်တာစောဝေစိုးကပြည်ထောင်စုဝင်ကြီးချုပ်ယုံဝင်ကြီးအဖြစ်တာဝန်ပေးခဲ့တယ်လို့အရင်ပညာရေးဒုဝင်ကြီးဂျာထရေပန်ကိုပညာရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးခဲ့ပါတယ်။ ကြပြင်အရင်ကျမ်းမာရေးဒုဝင်ကြီးဒေါက်တာရွှေပုံကိုလည်းကျမ်းမာရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးအဖြစ်တာဝန်ပေးခဲ့ကြောင်းဖော်ပြထားပါတယ်။အရင်ကပညာရေးဒုဝင်ကြီးဒေါက်တာဆိုင်းခိုင်မျိုးထွန်းကိုနိုင်ငံခြားရေးဝင်ကြီးဌာနဒုဝင်ကြီးအဖြစ်လကောင်းအရင်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝင်ကြီးဌာနဒုဝင်ကြီးဒေးဗစ်ခွန်အောင်ကိုလည်းနိုင်ငံခြားရေးဒုဝင်ကြီးအဖြစ်ပြောင်းရွှေ့တာဝန်ပေးထားပါတယ်။အလားတူအရင်ကအလုပ်သမားဝင်ကြီးဌာနဒုဝင်ကြီးဖြစ်သလိုပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဌာနဒုဝင်ကြီးအဖြစ်ပူးရဲတာဝန်ယူထားတဲ့ဦးကျော်နီကို ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဒုဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ပေးအပ်ခံရတဲ့ဒေါက်တာစောဝေဆိုးဟာအခုနှစ်စံမှပြည်တွင်းကိုပြန်လည်ဝင်ရောက်လာပြီးတိုင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင်တော်လှန်ရေးအင်အားစုတွေနဲ့သွားရောက်တွေ့ဆုံဆွေးနွေးထားသူဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးလုပ်မယ်လို့ကြေညာထားပြီးနောက်အခုလိုပြုပြင်ပြောင်းလဲမှုတွေလုပ်တာဖြစ်ပါတယ်။ အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှုမှာအစိုးရအဖွဲ့တွင်ပြောင်းလဲတာဝန်ပေးတာအပြင်တိုင်းဒါလနက်ကိုင်အဖွဲ့တွေအပါအဝင်အခြားတော်လှန်ရေးအင်အားစုတွေကလူပုဂ္ဂိုလ်တွေကိုပါတာဝန်ပေးအပ်မှုရှိမရှိဆိုတာကို NUG ကိုဆက်လက်မေးမြန်းထားဆဲဖြစ်ပါတယ်။ဆက်လက်ပြီးမြန်မာစစ်တပ်ရွေးကောက်ပွဲကိုအတိမတ်မပြုဟုဆိုခဲ့သောထိုင်းနိုင်ငံသားဝင်ကြီးကရွေးကောက်ပွဲမှတဆင်နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စေရန်မျှော်လင့်ဟုဆိုပြန်တဲ့ဆွေးနွေးပွဲကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မြန်မာစစ်တပ်ရွေးကောက်ပွဲမှာလွတ်လပ်မှုနှင့်ယုံကြည်စရာကောင်းသောရွေးကောက်ပွဲမဟုတ်၍အတိအမှတ်မပြုဟုဆိုခဲ့သောထိုင်းနိုင်ငံသားယူဝင်ကြီးမစ္စတာစီဟာဆက်ဖူအန်ကီကေဟူကရွေးကောက်ပွဲမှာတက်ဆင်နိုင်ငံသား၏အသွင်ကူးပြောင်းမှုဖြစ်စေရန်မျှော်လင့်ကြောင်းထပ်မံပြောဆိုပြန်ပါသည်ရှမန်နီနေပြည်တော်သို့သွားရောက်၍အကြံဖတ်မရောက်လိုက်အကြံဖတ်ညိုစောအပါဝင်အကြံဖတ်စစ်တပ်ခေါင်းဆောင်ပိုင်းနှင့်တွေ့ဆုံပြီးနောက်နိုင်ငံသားရေးဝန်ကြီးဌာနကရင်းခဲ့သို့သတင်းထုတ်ပြန်လာခြင်းဖြစ်ပါသည်။ထိုင်းနိုင်ငံသားရေးဝန်ကြီးစီဟက်ဆက်ဖူအန်ကီကေဟူက လာမယ့်မြန်မာနိုင်ငံ၏ရွေးကောက်ပွဲသည်ပုံမှုချေပြန့်သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏တစိမ့်တစ်ပိုင်းအဖြစ်နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရက်ဖြစ်လာရန်မျှော်လင့်သည်ဟုအကြံဖတ်စေကောင်းဆောင်များထံသို့သတင်းစကားပါခဲ့ကြောင်းသိရပါသည်ထိုင်းနိုင်ငံသားရေးဝင်ကြီးဌာန၏ထုတ်ပြန်ချက်တွင်အိန္ဒိယနိုင်ငံအကြောင်းခိုင်မာသောချစ်ကြည်ရင်းနှီးမှုကိုပြန်လည်အတည်ပြုခဲ့ကြပြီးဘုံစိန်ခေါ်မှုများကိုကိုက်တွဲဖြည့်ရှင်းရာတွင်ဖူပေါင်းဆောင်ရွက်မှုမြင့်တင်ရန်သဘောတူညီခဲ့ကြောင်း ထိုင်းမြန်မာနယ်စပ်ဒေသများအတွင်ငင်းချမ်းရင်းနှင့်ဖွံ့ဖြိုးတိုးတက်မှုကိုမြင်တွေ့လိုသည်ဟုနှစ်ဖက်စလုံးအပြန်အလှန်ဖော်ပြခဲ့ကြပြီးနှစ်ဆက်အနီးစစ်ဆင်ရေးများကြောင့်ဒေသလူထုအပေါ်တက်ရောက်မှုများရှောင်ရှားနိုင်ရန်အထူးသတိထားဆောင်ရွက်ရန်သဘောတူညီခဲ့ကြောင်းသိရပါသည် ရှင်ပြင်းတစ်ဖက်စလုံးကမူရစ်စေဘွားနှင့်အွန်လိုင်းကြားဖြန့်လိမ့်လည်မှုများကိုတိုက်ဖြတ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရန်သဘောတူခဲ့ကြကြောင်းဒီဇင်ဘာ18ရက်နေ့မှ18ရက်နေ့အထိထိုင်းနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပမဲ့အွန်လိုင်းမှလိမ့်လည်မှုများတံပြန်ရေးကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာညီလာခံတို့မြန်မာနိုင်ငံမှကိုယ်စားလှယ်တက်ရောက်နိုင်ရေးထိုင်းနိုင်ငံသားဦးဝင်ကြီးကအကြံဖတ်မြန်မာစစ်တပ်ကိုဖိတ်ကြားခဲ့သည်ဟုသိရပါတယ်။ မြန်မာစစ်တပ်ကလာမယ့်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲများကျင်းပရန်စီစဉ်ထားတော်လည်း၎င်းရွေးကောက်ပွဲများကိုနိုင်ငံတကာအတိုင်းဝိုင်းကလိမ်လည်မှုအဖြစ်ဖြစ်တင်ဝေဖန်ထားပါတယ်။ဆက်လက်ပြီးထိုင်းပိုင်နယ်ထဲလက်နက်ကြီးကြားတဲ့ဖြစ်စဉ်မျိုးထပ်မဖြစ်ဖို့ထိုင်းသတိပေးတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြန်မာဘက်မှပြစ်ခတ်တဲ့လက်နက်ကြီးကြီးတွေကြောင့်ထိုင်းနိုင်ငံတက်ရှ်ပြည်နယ်မှာအရတားတွေတန်ရာရရှိပြီးနောက်တင်းကျပ်သောအစီအမံတွေလှုပ်ဆောင်မယ်လို့ထိုင်းစစ်တပ်အကြီးအကဲကအသိပေးပါတယ်။ စစ်ကော်မရှင်နဲ့တိုင်းဒလနက်ကိုင်အဖွဲ့တွေကြားတိုက်ပွဲတွေမှာလက်နက်ကြီးကြီးတွေဟာမဲဆောက်ခရိုင်အတွင်ချရောက်ခဲ့တယ်လို့ထိုင်းစစ်တပ်အကြီးအကဲဖိုးချုပ်ကြီးဦးကရစ်ဘွန်တာနွန်ကဇန်နီနေ့မှာပြောကြားခဲ့ပါတယ်။နေဆက်တလျှောက်တိုက်ပွဲတွေမှာလက်နက်ကြီးအမြောက်ပစ်ခတ်မှုတွေပါဝင်ခဲ့ရာလက်နက်ကြီးကြီးတချို့ပြစ်မှတ်လွဲပြီးထိုင်းပိုင်နယ်ထဲချရောက်တာရှိတယ်လို့၎င်းကဆိုပါတယ်။နေဆက်တလျှောက်ဖြန့်ကျက်ထားတဲ့ထိုင်းတပ်ဖွဲ့တွေကသတိပေးပစ်ခတ်ခြင်းထိုင်းမြန်မာနယ်စပ်ညှိနှိုင်းရေးရန်ရမှတက်စင်ဆက်သွယ်ခြင်းတွေပြုလုပ်ခဲ့တယ်လို့သူကပြောပါတယ်။ အလားတူချိုးဖောက်မှုမျိုးတွေထပ်မဖြစ်ဖို့မြန်မာစစ်တပ်နဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေကိုတရီပေးထားတယ်လို့ဗိုလ်ချုပ်ကြီးဦးကရစ်ကဆက်ပြောပါတယ်။အလားတူဖြစ်စဉ်တွေထပ်ဖြစ်လာရင်လက်တုံ့ပြန်ဖို့ထိုင်းနိုင်ငံကပြင်ဆင်ထားတယ်လို့၎င်းကတရီပေးလိုက်ပါတယ်။နေဆက်အနီအနေရများတဲ့ဒေသများရှိဒေသခံတွေကိုဘေးလွတ်ရာရွှေ့ပြောင်းဖို့ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့သူကဆိုပါတယ်။တောက်ကြနေကမြန်မာဗတ်ချမ်းမှလက်နက်ကြီးကြီးတွေကြောင့်ထိုင်းဗတ်ချမ်းမှအသက်68နှစ်အရွယ်အမျိုးသားတအူးအပါဝင်ရွာသားနှစ်ဦးထဏ်ရာရရှိခဲ့ပါတယ်။ ထိုးစစ်ဆင်မှုချက်ချင်းရပ်ဆိုင်ဖို့ KNU ပြောရေးဆိုခွင့်ရှိသူပရိုဆော်တော်နီကမြန်မာစစ်တပ်ကိုတောင်းဆိုခဲ့ပြီးနေဆက်အရရန်တမ်းပစ်ခတ်မှုတွေဟာဒေသခံအတိုင်းဝိုင်းတွေနဲ့နိုင်ငံသားတွေကိုချိန်ချောက်စေတယ်လို့ပြောပါတယ်စနေနေ့ကမြောက်ပြည်မြို့နယ်မင်းလက်ပံရွာမှာလက်နက်ကြီးကြီးပေါက်ကွဲမှုကြောင့်တရုတ်နိုင်ငံသား၄ဦးဒဏ်ရာရရှိခဲ့တယ်လို့၎င်းကထောက်ပြပါရယ်။ဆလပီနေရီကံကိုဇက်တိုက်တင်ပို့လိုက်သည့်စစ်ကူများကြားဖြတ်တိုက်ခိုက်ခံရပြီးတိုက်ပွဲပြင်းထန်နေတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်။ နိုင်ရီကံပြူဟာကုန်းကိုစက်တိုက်ပို့လုပ်ခဲ့သည့်စစ်ကူစစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက်တိုက်ပွဲပြင်းထန်နေကြောင်းသိရပါသည်။ယမနေ့ဒီဇင်ဘာ6ရက်နေ့နဲ့ယနေ့ဒီဇင်ဘာ9ရက်နေ့တို့တွင်နိုင်ရီကံပြူဟာတဝိုင်း၌တိုက်လေရင်များဖြင့်စက်တိုက်တိုက်ခိုက်မှုများရှိနေပြီးစုံကုန်းအမြောက်စခန်းများဘက်မှနေ၍လည်းလက်နက်ကြီးပစ်ကူများပေးလျက်ရှိကြောင်းသိရပါသည်။ အမြောက်တက်နှစ်ခုကနေလက်နက်ကြီးစက်တိုက်ဖြစ်ပေးတယ်။တိုက်လေရင်တွေလည်းစက်တိုက်တက်နေပြီးလေကြောင်းပစ်ခတ်မှုတွေလည်းလုပ်နေတဲ့အတွက်ထပ်သွားတဲ့စစ်ကြောင်းတွေကြားဖြတ်တိုက်ခိုက်ခံရပြီဆိုတာသိကြပါတယ်ဟုသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ဒီဇင်ဘာလအစမှနေပြီးပို့လို့လိုက်တဲ့စစ်ကူတပ်များနဲ့အေအေပူပေါင်းတပ်ဖွဲ့တို့မြေပြင်ထိတွေ့မှုများရှိနေပြီဖြစ်ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ3ရက်နေ့ကစုံကုန်းအမြောက်တက်မဆာခ905မှနေပြီးရှိခခခရနေစစ်အင်အားပို့ကောင်စစ်ရင်တန်း၃စီပစီလန်းဟောင်းမှနေပြီးရိုးမပေါ်သို့တက်သွားကြောင်းသိရပါတယ် ထို့ပြင်အင်အားပြည့်တင်ဆောင်လာသည့်စစ်ရင်တန်းရှစ်စီးမှဇင်းပြွန်ကျေးရွာမှတဆင်လမ်းတဲ့အတိုင်း၅စီးလမ်းဟောင်းဘက်မှနေ၍သုံးစီးနေရီကံဘက်သို့တက်သွားပါရယ်နေရီကံပြူဟာဤခကင်းစခန်းအလုံးနှိပါမှအေးအေးတိုက်ပွဲဤထိန်ထုတ်မှုအောက်ရောက်ရှိသွားပြီးခမောက်တောင်စခန်းတစ်ခုသာကျန်ရှိတော့ကြောင်းသိရပါရယ်အဆိုပါခမောက်တောင်စခန်းကိုလေအေအင်းနဲ့ပူပေါင်းတပ်ဖွဲ့များကဗတ်ပေါင်းစုံမှနေ၍ပိတ်ဆို့တိုက်ခိုက်နေပါတယ် စစ်ကော်မရှင်ကပိတ်မိနေသည့်စစ်ကြောင်းများကိုစစ်ကူနှင့်ခိုင်ရန်ပို့ရန်လမ်းသစ်နှင့်လမ်းဟောင်းနှစ်ခုကိုအသုံးပြုရန်ကြိုးစားနေတော့လေဂုတ်ကြီးနှင့်ပစီချေးရွာကိုမကျော်နိုင်ပေတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေခြင်းဖြစ်ပါသည်ဆလပီဒီဇင်ဘာလ10ရက်အတန်တိတ်သပိတ်နေ့တွင်ပိတ်ထားမိဆိုင်များအလုပ်ရုံများနှင့်ကုမ္ပဏီများကိုအရေးယူရန်ပြည်သူများပါဝင်နိုင်သောဈေးရောင်းပွဲများပျော်ပွဲရွှင်ပွဲနှင့်လူလူလှုပ်ရှားမှုများဆောင်ရွက်ကြရန်စစ်တပ်ကညွှန်ကြားဒီဇင်ဘာ10ရက်နေ့မြို့တီဝန်ထမ်းကိုမှခွင့်မပေးရန် လူဆောင်တက်ဆုံယုံတက်ခိုင်ရန်ဝန်ကြီးဌာနများအတွင်ယုံတွဲအမိန့်များထုတ်တဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အတန်တိတ်တပိတ်ပြုလုပ်မဲ့ဒီဇင်ဘာ10ရက်နေ့တွင်ပိတ်ထားမိဆိုင်များအလုပ်ရုံများနှင့်ကုမ္ပဏီများကိုဖမ်းဆီးချိတ်ပိတ်အရေးယူရန်ပြည်သူများပါဝင်နိုင်သောဈေးရောက်ပွဲများပျော်ပွဲရွှေပွဲနှင့်လူလူလှုပ်ရှားမှုများတပ်ဆိုင်ရာဒေသန္တရအာဏာပိုင်များကဆောင်ရွက်ကြရန်စစ်တပ်ကညွှန်ကြားထားကြောင်းနေပြည်တော်ပြည်ထောင်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ စစ်တပ်ရွေးကောက်ပွဲကိုကံကွက်မဲ့အတန်တိတ်တပိတ်နှင့်ပတ်သက်၍ပြည်ထောင်စုဝန်ကြီးဌာနကညွှန်ကြားချက်တရက်ထုတ်ပြန်လာပြီးရင်းညွှန်ကြားချက်တွင်အတန်တိတ်တပိတ်ပြုလုပ်မည့်ဒီဇင်ဘာလ10ရက်နေ့ပိတ်ထားမည့်ဈေးဆိုင်များစားတောက်ဆိုင်များအလုပ်ယုံဆက်ယုံများကုမ္ပဏီများကိုဖော်ထုတ်အရေးယူရန်နှင့်ချိတ်ပိတ်ရန်ဒီဇင်ဘာလ10ရက်နေ့တွင်ပြည်သူအများစုပါဝင်နိုင်သောဈေးရောင်းပွဲများပျော်ပွဲရှုပ်ပွဲများနှင့်မြို့နယ်ရပ်ကွက်ဆိုင်ရာလူထုလှုပ်ရှားမှုများဆောင်ရွက်ရန်ပါညွှန်ကြားလာကြောင်းသိရှိရပါသည် အတန်ထိတ်သပိတ်တွင်ပါဝင်သောဆိုင်ညာအလုတ်ယုံဆက်ယုံများကုမ္ပဏီများကိုနိုင်ငံတော်အကြီးညိုဖျက်ဆီးမှုအပြင်ရွေးကောက်ပွဲကိုနှောက်ယှက်သည့်ဥပဒေဖြင့်ပါအမှုဖွင့်ရန်ညွှန်ကြားထားပါသည်။ရှင်ဖြင့်ဒီဇင်ဘာလ10ရက်နေ့အတန်ထိတ်သပိတ်နေ့တွင် နေပြည်တော်အပါဝင်တနနိုင်ငံလုံးရှိဝင်ကြီးဌာနများတွင်ဤသည့်ဝန်ထမ်းကိုမှဖွင့်ရမပေးရန်ဝင်ကြီးဌာနများအတွင် ရုံတွင်းညွှန်ကြားချက်များထုတ်ပြန်လာကြောင်းအကယ်၍ဝန်ထမ်းများအနေဖြင့်ကျန်းမာရေးမကောင်းမှုနှင့်နိုင်ငံရေးကိစ္စများကြောင်း ခွင့်ယူလိုပါကသက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲများ၏ခွင့်ပြုချက်ရယူပြီးမှခွင့်ယူပေးကြရန်ညွှန်ကြားထားပါသည်